ုံးမင်းမင်္ဂလာပါရှင်ဆီယမဂျူလီယာမြင့်သိန်းရေးသားထားတဲ့ဖြည့်ရန်ကြံသောစက်ထုံးများဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်းခုနှစ်ကိုဆက်လက်ဖတ်ပြပေးတော့မှာဖြစ်ပါတယ်ဖြည့်ရန်ကြံသောစက်ထုံးများအပိုင်းခုနှစ်တဏီကုံရွာနေသောမူကြောင့်လောကဓာတ်တစ်ခွင်လုံးမှုံမိုင်းဆူဆူနေသည်အင်ခေါမိုးသူပြားပေါ်သို့မိုးကြံများဆူညံနေခဲ့သည်ပြရင်ပေါက်ကနေ မိုးရီရွာနေတာကိုငင်းနေခဲ့သောခင်တယောက်စိတ်တွေဝေဝါးလေးလံပြီးပျောက်ဆုံးနေသလိုခံစားနေရသည် အထီးကျန်မှု အခြေအနေရရက်ကိုညင်းဝေးနေမှုခုတလောခင်အိမ်မက်တွေမကောင်းမှု လေးလံသောမဲမဲအရာကြီးတစ်ခုခင်ခန္ဓာကိုယ်ရဲ့ကိုပြေးဝင်ဆောင်ပြီးခင်ရိုးတွေကြိုးကြေကုန်သည်နှလုံးသွေးတွေပေါက်ထွက်ကုန်သည် နာကျင်မှုဒုက္ခကြီးကိုမခံရနိုင်တော့၍အဆုံးသက်သွားလိုက်ပါတော့ဟုအော်ကြီးနေမိတော့လဲအတန်တွေထွက်မလာတော့ချေနောက်ဆုံးမှာမဆုံးနိုင်တော့အမောင်ကဘာကြီးတဲ့ခင်ရောက်သွားတော့သည်ခင်တခုခုကိုကြောက်ရမှန်းသိနေသည် ထိုအရာကိုခင်ဘာမှမသိဒီရပိုင်းတွေမှာခင်နောက်ကျောမလုံတလို့အမြဲခံစားနေရသည်တောက်တောက်တခင်တမီးကြီး ိတ်နေရလားမမေကိုတကားလေးလောက်ဖွင့်ပေးပါဦးပြောစရာရှိလို့မမေတကားလောက်ခောက်၍ခင်စိတ်မပါစွာသွားဖွင့်ပေးလိုက်သည် မမေမျက်နာကပျော်ရွှင်စိတ်လှုပ်ရှားနေသည်ခင်ရေဝမ်းသာစရာသတင်းပြောမလို့ဒီနေ့မမေယုံကိုလွင့်စီကဖုန်းဝင်လာတယ်လွင်နဲ့မောင်တပ်တို့လက်ထတော့မယ်တဲ့နှစ်ကုန်ရင်သူတို့ graduation ကိုမောင်တပ်မိဘတွေလိုက်သွားကြလိမ့်မယ်ပြီးရင်သူတို့ခဏပြန်လာပြီးဒီမှာလက်ထပ်ပွဲလေးပြန်လုပ်ကြလိမ့်မယ် ခင်မျက်နာမှာသွေးဆုပ်ဖြူရောသွားသည်မိမိရိပ်မိတော်မှာဆို၍တစ်ဖက်သို့လှည့်ပြီးစပွဲပေါ်တင်ထားသောခေါင်းပီးလေးကိုအယောင်ယောင်အမမသွားယူလိုက်သည်ခါတိအောင်ရှေလျားသောသပင်ကိုဖီးတင်တရားပြုကကတင်ပေါ်ရင်ထိုင်ချလိုက်သည် ခုမှပဲမိမိစိတ်အေးရတော့တဲ့ခင်ရဲ့ကိုသမီးလေးရှေးရေးမှုသာတစိမ့်ယောက်ျားလေးနဲ့နိုင်ငံခြားထည့်လိုက်ရတာနေတိုင်းရှင်နေပူနေမိတယ် ပညာရေးလည်းမထိခိုက်ပဲတင့်တော်တဲ့လက်တွဲပေါ်လေးနဲ့ပေါန့်ဖက်သွားနိုင်တာလွင့်ရဲ့နဲတဲ့ကုသိုလ်ကံလားနော်။မောင်မင်းကြီးသားလေးလည်းစမ်းမချမ်းသာပါစေကွယ်။ငါသမီးလေးကိုတကယ်မျက်နှိုးပေးတဲ့အတွက်ခင့်ပြပါပြင်ပေါ်မျက်ရည်ဥကြီးတွေလိမ့်စင်းကြလာသည်။မေမေမမြင်စေရန်ခေါင်းကိုငုံထားပြီးသပင်ရှိကြီးကိုမနာတမ်းဖိတင်နေမိသည်။ဟဲ့အမလီခင်ရဲ့ဘလို့ကြီးဖိနေရလဲတဲရဲမကြီးကြလို့။ပေးပေးကျေးဇူးမီးခြင်းမဟုတ်လားမေမေလှုပ်ပေးမယ်။ ိမိလက်ကိုခင်ပုတ်ထုတ်လိုက်မိသည်မိမိအတန်ကိုခင်နားကလောလှသလိုစက်မကြားခြင်းတော့ပေ ကျမ်းမာချမ်းသာပါစေတွင်ကုသိုလ်ကံတွင်ပြောနေခြင်းတယောက်တည်းဖျားစင်ရှိသွားယူနေလိုက်ပါလားမိမိဟုခင်အော်ထုတ်ပြစ်လိုက်ခြင်းသည်မိမိရုတ်တရက်အံ့ဩသွားပြီးဆိတ်ရှုပ်သွားပုံရသည်ညီမလဲတနေ့တနေ့အလိုကိုမကြနိုင်ဘူးအကောင်းလဲမမြင်တတ်ဘူးနော်မအေကိုအဲ့လောက်ပုတ်ထုတ်စရာလိုလို့လားကိုသမီးလေးမို့သဖြင့်ပြေးပေးမလို့ဟာဦး ညီဒီပုံစံနဲ့အစာဘလောက်တော်တော်မမေရင်လေးသေးတယ်အပြိုကြီးဘဝနဲ့အလိုမကျအရိုးထုံမဲ့သူထင်ပါရဲ့ခင်တော်သားကိုထတ်ဆွလိုက်သောစကားနေပါဦးခင်ကလင်းတကောင်ဖမ်းမှဆားရတောင်းရမယ်ဘဝမူလားမိမိခင်ပညာခင်အလောက်ကိုင်းနဲ့ခင်အနေထားကတချိန်က စင်မော်ကနေတော်နေလို့ရသည်မိမိတို့လိုသူများအောက်ကြခံ ဖားရနေရမယ်ဘဝမှာမဟုတ်ပဲကိုရီကိုသွေးရှိတဲ့သူတွေကဘသူကိုမှမိခိုရက်တည်စရာမလိုပါဘူး ခင်နင်းနင်းခုဘာစကားပြောလိုက်တာလဲဟင်တသက်လုံးကျွေးမွေးပြုစုလာတဲ့မျက်နှာကိုမမထကိုကိုချစ်ရှာတဲ့ညီမကိုလည်းမငဲ့ပြောရက်လိုက်တာမိုင်းရင်းလိုက်တာနော်ဘသူ့ကိုပြုစုဆောင်လျှောက်တာလဲမမေလူများမားနေလားလို့ဖေဖေရှိတုန်းကအထိပဲပြုစုဆောင်လျှောက်တယ်ဆိုတဲ့စကားကိုလက်ခံတယ်ဖေဖေမရှိတဲ့နောက်ပိုင်းအရာရာကတစ်ဖက်ဆောင်းနှင်းကြီးပဲလေမမေကတစ်နှစ်ကျော်လေးပဲတက်ကွာတဲ့တမီးချင်းတော့ဘက်လိုက်ဖြည့်ကြည့်တဲ့အမေမျိုး မမေကခင်အပေါ်တရားမျှတမှုဘလောက်ရှိနေလို့လဲပြောပြောလေပြောပါ မမေထဆိုင်ဘဘကြီးတို့ဆိုတဲ့ဟိုတစိမ့်မိသားစုကမှခင်အပေါ်စေတနာရှိအောင်မယ်ဒါတော့ခင်နဲ့လွင်နမဲတက်ပြီးထောက်ပံ့ပေးနေတဲ့ငွေတွေကိုမမေကလွင်အတွက်ကြီးပဲလွဲသောင်းကားလုပ်နေတာခင်မသိဘူးများထင်နေလားဟင်မမေထိတ်လန့်အောင်ဩစွာဖြင့်ခင်ကိုငြိကြည့်နေသည်ပြူကျဲဝိုင်းဆက်သောမိမိမျက်လုံးထဲမှမျက်ရည်များစီကြလာသည်။ငါ ငါလေးမှားပြီနင့်ကိုကိုပိုင်အတွေးခေါ်ကိုပိုင်ရေချင်းရှိတယ်လို့အထင်ကြီးပြီးတေချာမဆုံးမမတုံတင်ခဲ့မိတာပြည့်နေတဲ့အိုးလို့ထင်ခဲ့မိတာနင်ဒီလိုမကောင်းဆိုးဝါးစိတ်အခံရှိနေမှာငါမသိခဲ့ဘူးဟုတ်တယ်မမေမှားတာပေါ့တိတ်ကိုမှားတာခင်ကိုလွင့်လို့ပဲဓာန်သူဆုံးမတုံတင်ခဲ့ရမှာဓာန်သူခွင့်ရေးတွေပေးခဲ့ရမှာလေလူဆိုတာကို နေရာလို့မရှိ ပြည့်နေတဲ့အိုးနဲ့တိုင်းတာနေလို့မရဘူးမေမေတက်ရှိလူတယောက်မှာလိုအပ်ချက်တွေအများကြီးနဲ့ရှင်တန်ရတာသူ့အပိုင်သူ့နေရာအလိုက်ကွက်လက်ဖြစ်နေတာမျိုး ရှိနေနိုင်တာပဲလေမေမေဒါတွေကိုနားလည်လို့လားခင်ဘာလိုအပ်ခဲ့တယ်ဆိုတာကိုရောမေမေသိလို့လားမေမေနှခမ်းတွေတဆက်ဆက်တုံနေသည် မျက်လွှာကိုချကာငိုရင်းခင်အခန်းထဲမှာလှည့်ထွက်သွားတော့သည်ခင်လဲအခန်းထဲမှာပစ္စည်းများကို ဖြင့်ပြပောက်ခွဲရင် အော်ဟင်းငိုယုံမိသည်ခင်းရင်တွေပောက်ကွဲထွက်သွားအောင်ငိုချပစ်ချင်သည်ခင်းရဲ့အတိတ်ပဲမဲ့နေသောဘဝကို ခင်းဘလို့ထူမှတ်ထားရအောင်မလဲဆိုတာမသိတော့ပါခင်းသစ္စာပြရေပေါက်နာကစာကြည့်စပွဲလေးတွင်ငင်းနေရမှကိုကျော်စေနိုင်ချူတီရှိလားဖလက်ဆာစာအုပ်ကိုပိတ်ပြီးကျော်စေအတွင်းကိုလမ်းမိလိုက်မိသည်ဟဲ့အင်းဒီနေ့မရှိဘူးခင်းဘာလို့လဲ ခင်တနေရာမှာစိတ်ပြေလက်ပြောက်စကားပြောခြင်းလို့စကားမပြောဖြစ်ရင်တောင်မှတယောက်ယောက်ဘေးမှာရှိနေတဲ့လုံခြုံမှုမျိုးရှိခြင်းလို့အယောင်တောက်တောက်တွေဝေးလေမရှိတော့ခင်တစ္ဆာကဒီနေ့လဲအပြာရောင်နူဖြော်ဖြော်ရှင်မုံလေးနဲ့အဖြူခံမှာအပြာနူပွင့်ရိုက်ပိတ်ထမိန်လေးကိုတွေ့ဖက်ဝစ်ဆင်ထားသည်အာရော့နွမ်းရနေသော ခင်ပုံကိုကြည့်ပြီးတော်စီသင်ကအံ့ဩတနာစိတ်ဖြစ်သွားမိသည်အမြဲတမ်းတိကျပြတ်သားတတ်သောအမှုအခြင်း ခိုင်မာသောစိတ်ဓာတ်နှင့်ခင်သစ္စာမှလည်းဒီလိုဝမ်းနဲ့နာကျင်နေတဲ့ပုံစံအနေထားမျိုးလေးတွေခက်စိတ်စိတ်တွေ့လာရသည် ခင်က သူမရဲ့ရှည်လျားသောကျဆံမိကိုပခုံးရှိတန်းယူရင်းသူမကိုကဲခတ်နေသောကြော်စိတ်ကိုလှည့်ကြည့်လိုက်သည် ကိုကြော်စိတ်မအားဘူးလား sorry ခင်စိတ်လောသွားတယ်အော်မဟုတ်ပါဘူးကျွန်တော်ခင်စိတ်အပန်းပြေစေမယ့်နေရာကိုစဉ်းစားရင်တွေးလွန်သွားလို့ပါခင်ငြိမ်ငြိမ်လေးထိုင်တွေးချင်နေရလား ဒါမှမဟုတ်လမ်းလျှောက်ချင်လားတယောက်ယောက်ကခင်ကိုဘာလို့ချင်တာလဲလို့ဦးစားပေးရွေးချယ်ခိုင်းတဲ့အခါခင်အနေနဲ့ဘာဖြေရမှန်းမသိပါခင်လည်းမစဉ်းစားရဘူးနောက်ခုစလုံးတော့လှုပ်ချင်တာပဲဒါဆိုကျွန်တော်တို့ရောမင်းကြီးလန့်ကပလဲကော်ဖီဆိုင်လေးမှာအရင်ထိုင်မယ်ပြီးတဲ့အခါလေးပိန်ကစီပြီးအင်းအားကံပေါင်းမှာလမ်းလျှောက်ရင်းလေရှူကြမယ်လေမကောင်းဘူးလားခင်ခဏလောက်တွေ့ဝေသွားသည်ခင်ငွေအရန်မတုံးနိုင်တဲ့အတော့ရော ခုလိုနေရာတွေအတူသွားကြတယ်ဆိုတာချစ်သူတွေလုံးလေးလုံးထရှိသောအပြုတ်မှုမျိုးဖြစ်နေသည်မဟုတ်ပါလား။သို့သောခင်စိတ်နှလုံးတွေမငြိမ်သက်ပဲထွက်ပေါက်တစ်ခုလဲလိုချင်နေမိပြန်သည်။ကဲပါခင်တို့ဝေမနေနဲ့ကျွန်တော်တို့လည်းចောင်းစာရောစာတန်းအတွက်ပြင်ပန်းနေရတာရောနဲ့ပြင်ပန်းကြရမလား။ပြီးတော့ခင်ခုတလောမျက်နှာမကောင်းတာကျွန်တော်သတိထားမိနေတယ်။ခင်ပါရီခံစားနေရတယ်ဆိုတာကျွန်တော်ကိုရင်ဖွင့်လို့ရတာပေါ့။ဒါမှလည်းခင်စိတ်သက်သာရရမှာ ကျော်ကျော်စီတွင်ကဒီနေ့အဖြူအောင်ရှိုင်းအင်ဂျီနဲ့ကချင်ပစိုးကိုတွယ်ဖက်ဝစ်ဆင်ထားပြီးတံပြက်နေသည်သူရဲတံမာသော စပင်ကိုခတ်တူရညှန်ထားပြီးခေါင်းလိမ့်စီဖြင့်တသက်ရရပုံသွင်းထားသည် အသားဖြူသောကြောင့်ပတိုင်းမွေမုတ်ဆိတ်မွေပေါက်ရတလျှောက်ရိတ်ထားသောနေရာများမှာစိမ့်ဖန်ဖန်နေကြည်ကောင်းနေသည်ဟုပြောရမည်ခရီးပါချင်းညက်ဖနက်မှ ကျိုးနက်နက်နှချောင်းသည် သူ၏ခြေဖမိုးတန်တန်များတွင်ထင်းနေအောင်ပေါ်သည်ခင်ကြော်စီသွင်းပုံမှန်သွင်းမျိုးကိုဒီနေ့မှတည်တည်ချာချာအ깨ခတ်မိခြင်းဖြစ်သည်ခင်နာလာရတော့မှသူ့အရက်အမောင်းတော်တော်မြင့်ပါလားဟုတွေးမိပြန်သည်လွင်နဲ့တပ်ဖုံးမြတ်တွဲရက်ပုံကိုစိတ်ထဲပေါ်လာတိုင်းနာကျင်ရလွန်သည့်အတွက်ခင်အနေနဲ့လည်းအမျိုးသားတစ်ယောက်နဲ့လွတ်လပ်စွာတွဲသားတွဲလာပြုသင့်ပြီးမဟုတ်လားခင်နဲ့ကြော်စီတို့နှစ်ယောက် ခိုင်မာလာသောဆက်ဆံရေးနှင့်အတူချစ်သူဘဝကိုရောက်ခဲ့ကြသည်ကြော်စီသည်ခင်ဘဝအတွက်ဖြစ်သိမ့်စရာထွက်ပေါက်တစ်ခုလည်းဖြစ်ခဲ့သည်ပညာရေးနှင့်ပတ်သက်သောအပိုင်းတွေမှာကြော်စီကခင်ကိုလေးစားသည် လူမှုဆက်ဆံရေးပိုင်းတွေမှာကြော်စီဦးဆောင်မှုဖြင့်ခင်ပေါင်းတင်ဆက်ဆံရေးအနေငယ်ရလာသည် ခင်စိတ်အခြေအနေတည်ငြိမ်ကစားပြုလာခဲ့သည် ခင်နဲ့ကြော်စီတို့၏သွေးနဲ့ကုထုံးစာတန်းအပိတခန်းဤအဆင့်ရောက်ရှိလာပြီဖြစ်သည် ကျော်စီအားနေချက်တချို့ကိုခင်မြင်တက်လာပြီးခင်တယူတန်စိတ်တချို့ကိုကျော်စီတည်လာရသည်အထီးကျန်ဆန်သော ခင်ဘဝအရင်ကားထက်ဆိုပြေလာတော့လဲခင်ညမလွင်ရဲ့အကြောင်းကိစ္စတစ်ခုပေါ်လာတိုင်းမှာတုံတုံမုံမုံနဲ့အလိုမကျငေးမောနေတတ်သေးသည်ထို့သောခင်ပြောင်းလဲသွားတိုင်းကျော်စီကခင်ကိုဆိုင်းတီးဆိုင်တခြင်းလေးဆိုပြပြီး နောက်တတ်သည် ကိုတက်တလောင်းနဲ့ကိုကြိုးစားခဲ့ပါတယ်ထိတ်ဆုံးထိမြောက်ခင်ရတော့လဲလက်တော့မကပါတယ်ယတနာတိတ်မကြည့်ရင်တော့ခင်အနှဲငယ်စိတ်ပြေသွားတတ်ပြီးတချို့ကိစ္စတွေမှာခင်တပတ်လောက်ထိစိတ်တက်ကြနေတတ်သည်ကြော်စီကအလိုက်တတိရှောင်ပေးနေလိုက်တော့လဲခင်ဘလို့အကြောင်းကိစ္စမျိုးကိုဖုံးကွယ်ပြီးငငယ်ဆွေဆွေဖြစ်နေတတ်တယ်ဟုတန်တရားဝင်စားပြုလာသည်ခင်က တစ်တာဘူးလေးတဘူးနှင့်ပတ်သက်၍လည်းအကဲဆက်တတ်သေးသည်ဒီဘူးလေးကိုတွားလျာတည်ပြီးတူတရာရှိနေတာကိုမဆွတ်ဖက်လို၍မမေ့ခဲ့တော့လေကတိကအောင်နိုင်သောစိတ်ခံစားချက်မျိုးဖြစ်ရသည် တခါကခင်လက်မှာဖန်ခွဲရှသွား၍သူစိတ်ထဲ့ပေးပြီးနောက်အနာကပ်ပလတ်စတာလေးများတထရာစိုက်ကလင်းဆေးဘူးလေးများကိုခင်းဆောင်နေကြတဲ့သားဘူးလေးတွေယူ၍ထည့်ပေးထားလိုက်သည် ခင်တူဘူးလေးကိုယူကန်၍ထဲထားရကောင်းလားဆိုပြီးဒေါသရီကြီးကပြဿနာတက်ကြတော့ကျော်စီစိတ်မကောင်းဖြစ်သွားသည့်အပြင်သူ့မာနာကိုပါထိခိုက်၍ခင်ကိုအဆက်အသွယ်မလုပ်ဘဲပြစ်ထားမိတော့သည်ဂျူတီကြားချိန်ဆုံကြရင်လဲခင်ကိုမကြည့်မိအောင်ရှောင်သည်စာရန်ကိစ္စပြောရင်ရှိတာလဲလိုအပ်သောအချက်လက်များကိုစာရေး၍ခင်ပြီးချကာထွက်သွားရသည် အနေကြလာတော့ကျော်စီအစိမ်ကားမှုကိုခင်မခံစားနိုင် ခယူဆိုင်ခံရဖူးပြီးမို့ဒီချင်းလေးကိုဆုံးရှုံးသွားမှလဲကြောက်မိသည်တုံလုံးနေမိသည် မာနတရားကလည်းခင်ကိုအောက်ကြခံပြန်ဆက်တွေ့ခွင့်မပေးချေခင်ထိုင်နေကြစပွဲလေးနာတယောက်ထဲစာထိုင်ဖတ်နေခဲ့သည်စာအုပ်သာကြည့်နေတော့လဲစာရီကိုမမြင်ကြော်စီအတွင်းကိုတတိယမိနေတယ်လို့လို့ခင်ပခုံးပေါ်တို့နူးညံ့သောခြုံပေါ်တထဲကိုတယောက်ယောက်ကလွှမ်းခြုံပေးလာသည် ခင်အလန်တကြားမော်ကြည့်လိုက်တော့ နှွေးထွေးသိမ့်မွေ့သောအပြုံများနဲ့ကြော်စီအတွင်ကိုလွမ်းမောဖွယ်မြင်လိုက်ရသည် မိုးအေးနေတာကိုအင်ကြီးပါလေးနဲ့မချမ်းလာခင်ခင်လေးကျော်စေးကိုတခုခုပြောဖို့ကြိုးစားရင်ခင်မျက်ရည်များကျလာသည်ကျော်စေးရှင်ခွင်နဲ့တိုးဝင်ကအတိုးချငုံမိတော့သည်ရတယ်ခင်ခင်လေးဘာမှ မရှင်းပြနဲ့တော့နော်ကိုနားလဲပေးဖို့ပဲကြိုးစားမှာပါ ကိုရိုစာရန်လေးပြီးတက်ရတော့မှာကိုအချိန်တွေကြန့်ကြာကုန်မယ်နော်ကိုရိုအတူတူစူးစမ်းရုံးခံကြမယ်နော်ခင်ကိုကိုသိချစ်ပါတယ်ခင်လေးရယ်ကြော်စိတ်ကိုငွေနဲ့နူးညံ့နှွေးထွေးသောအထီးတွေကြောင့်ခင်ကြောက်ရွံ့အားငယ်စိတ်များတတရာရလာခဲတော့သည်ခင်ဒီနေ့ကစပြီးကိုကိုစိတ်ထိခါအောင် မလုပ်ဖို့စူးစမ်းပါမယ်နော် ခင်ကတိပေးပါတယ်ကြော်စိတ်အတွင်းကိုခင်ချစ်နိုင်စွမ်းမရှိသေးခင်အနာမှာရှိနေစေခြင်းသည့်အတွက် ခင်လိုအပ်နေသောဂရုစိုက်မှုတွေရရှိရေးအတွက်တော့ကြောစေသွင်းနှင့်ပြဿနာထပ်မတက်လိုပါတက်နိုင်သလောက်အဆင်ပြေအောင်လာရောစွာဆက်ဆံနေခဲ့သည်ချစ်သူတို့ကြားမှလိုအပ်သောဂရုစိုက်မှုဖြည့်ဆည်းမှုတို့ကိုခင်တက်သလောက်မှတ်သလောက်စူးစမ်းပေးသည်သို့သောခင်အစွဲလန်းတန်မှုဆွဲရာတထောင်တနေရာမှာစူးစမ်းတိုင်းမရခဲ့သောချစ်ချင်းတစ်ခုချစ်ချင်းဟုခေါ်မလားအနိုင်ပိုင်းလူချင်းတစ်ခုလားခင်ကိုယ်တိုင်မသေးကွယ်ပါ တန်တရာပါမိအစွဲများလားဟူတော်ထင်ရသည့်ဒီအစွဲကြောင့်ခင်စိတ်မှာအပြေအဝမပျော်ပိုင်နိုင်ပါမိမိထံလူကြုံမှတဆင်ပို့လိုက်သောလက်ဆောင်ပစ္စည်းတချို့နှင့်လွှင်တို့စုံတွဲတပ်ပုံတွေကြည်ရသောအခါသူတို့တက်ရောက်နေရာနိုင်ငံခြားကကြောင်းပတ်ဝန်းကျင်တွေနောက်ခံထားပြီးတိတ်လှနေသောလွင်မင်းသားတယောက်အလားခန့်ညားနေသောတပ်ဖုံးမြတ်တို့၏ပျော်ရွှင်စရာဓာတ်ပုံလေးများကိုနာကျင်ခံခက်စွာမြင်ရသည် ်မြမပြည်မှာထမင်းကြိုင်ချင်းလေးဆွဲ၍ဘက်စကားတိုးစီလိုက်ကျောင်းသွားလိုက်ဂျူတီကြရဆေးုံသွားလိုက်ချွေးဆိုသောအဝိအစားတို့ဖြင့်စပြေးတင်လိုက်ခောက်ဆွဲတုပ်လေးလက်ဖက်ရည်လေးအစဉ်ပြေသလိုစားကြရင်ကြော်စီတွင်နှင့်အတူစာတန်းပြုစုလိုက်ဖြစ်နေရသောခင်ဘဝနှင့်လွင်ဘဝဟာစီနှင့်ရီလိုကွာခြားလေခြင်းလင်ကတိုးတက်သောနိုင်ငံကြီးတစ်ခုမှာမိဝေးဖဝေးငွေရမြေအဝေးမို့ တပ်ဖုံးရဲ့ရင်ခွင်ထဲမှာမိကိုနိုင်သည် အတူနိုးထားရသောမနက်ခင်းတွင်ပိုင်ဆိုင်လိမ့်မည် အာကိုတိုင်တဲကနေလိမ့်မည်ပြေဆုံးနေသောလွင်ဘဝကြည့်ပါဦးလွင်ဘလောက်လှနေလိုက်တလဲအဖြူရောင်စတိုင်ပန်းကို အမဲရောင်ရှက်နှင့်တွဲဖက်ဝစ်ဆင်ထားပြီးလီဒီရှူးလှက်လှလေးနဲ့လွင်ရဲ့သပင်ရှည်ကြီးကိုဂျပန်မင်းသမီးမိုမိုကိုပုံစံခဝဲလေးညှန့်ထားသည်ခင်ကတော့ခစ်ပေါ်ဝစ်စားလှက်လှရီး ဈေးကြီး brand အိတ်တွေမွေးနိုင်မတုံးနိုင်ပါအပိုမတုံးနိုင်ပါရှမ်ပန်ရခါမိမိယုံကတပည့်သားသမီးတချို့လာကြော့ထားသောပါတိတ်လေးတချို့ပိတ်လေးတချို့ကသာချုပ်ဝေးဖြစ်သည်ကျော်စီတွင်ကလည်းလူလက်တန်းစားမိသားစုဝင်းကျင်မှလာသူဖြစ်တဲ့အပြင်တပ်ဖုံးမြက်ကလွင့်ကိုအမဲလိုလိုတီယူတရဆင်ရင်လက်ဆောင်ပေးနေတယ်လို့မျိုး ပေးလိပေးထားရှိသူတော့မဟုတ်တခါတလေခင်အတွက်ခေါင်းစည်းပေါ်အားလေးတွေ ကလစ်လေးတွေဝဲဝဲလာပေးတတ်ပါသည် သူတေသနာအတွက်လိုအပ်သမျှဝဲခိုင်းတတ်သောမှားကြားတတ်သောအရာများကိုတော့ခင်မပင်ပန်းရလေအောင် အလိုက်တသည့်အကုံဖြည့်စည်းပေးတတ်သည်ပညာထူးချွန်ပြီးပညာမာနကို ချက်ဝေတစားလိုထားရှိသောခင်အတွက်အလှအပဝိစွာဆိုတာအပရိကအရာများသာ သို့သောဦးစားပေးရေးပေးခံရသောဖြည့်စည်းပေးခံရသော အရာရောက်မှုကို ခင်မှတ်မောလာသည် နှစ်ကြာခဏစိတ်ကူးရင်မိသည် ခင်စိတ်ပိုင်းဖြတ်ထားသည့်အကြောင်းအရာတစ်ခုမှာသူတေသနာနှင့်စာရန်အောင်မြင်စွာပြီးစီရမည်ထူးချွန်သောရလက်ဖြစ်ရမည်ခင်သူတေသနာရလက်နှင့်ထျောက်သော ကုထုံးကြောင့်လဲစေပညာလောကမှာနာမည်တစ်ခုစိုက်ထူနိုင်ရလိမ့်မည်နောက်အကြောင်းအရာတစ်ခုမှာခင်တွားရောက်လို့သောအေဒင်ဘတ်မြို့တွင် FRCP ရွာယူနိုင်ရေးအတွက် ပညာတော်တင်စုလျှောက်ထားရန်အတွက်ဖြစ်သည်တနေ့မှာလွင့်ထက်တာလွန်ရမည်ချိုးဖဲ့နှိမ်ချတတ်သောဆွေမျိုးများကြားမာနတကွန်တလွင့်လွင့်ထူကနေနိုင်ရမည် ထိုရီမှန်းချက်ခံယူချက်များဖြင့်ခင့်ကြိုးစားမှုတွေတရေရေတက်လာသလောက်သူမခြေလန်းကိုမိရန်အာနေသောကြော်စည်းကိုမကြေမနက်ဖြစ်ရသည့်အချိန်များလည်းရှိသည်ခင်အပေါ်ဥဆောင်ဥရပြုနိုင်ခြင်းမရှိပေလူလိရင်ခင်ပါကိုရွှတ်ခနဲခိုးနှံသွားမည် အချိန်ရရင်ခင်ကိုတီတီတတာလာပြောမည်ရံဖန်ရံခါအပေါင်းသင်းများနှင့်သွာလာပြောရွှင်နေသည်ကျော်စိတ်ကိုအလေးနက်မရှိသူတရားဟုသာခင်မြင်မိသည်တပြေးပြေးနှင့်ခင်တယောက်ထဲစူးစမ်းအားထုတ်နေချိန်များလာသလိုကျော်စိတ်ကိုအတီအဆက်ဆက်ဆံလာပြန်သည်ကျော်စိတ်တယောက်ခင်ကို အများကြီးနားလဲပေးထားသည် ဆိုတော့လေခင်ရဲ့စိတ်အပြောင်းလဲမြန်ဆန်မှုခေါင်းမှသွေးအေးမှုများကြောင့်ခံပြင်းမိလာသည် ခင်ကိုအရာရာ၌ဦးစားပေး၍တအားသမျှစိတ်ချမ်းသာအောင်ထားပြီးတော့လဲခင်တစ္ဆောင်ဟူသောအမျိုးသမီးနှင့်ပတ်သက်နေသောခိုက်တံများမှနတ်မောင်သော အခန်းကြီးတစ်ခန်းထဲရောက်ရှိနေသလိုမွန်းချက်ဖွဲရာကောင်းလာသည် ခင်ကို နောက်ကနေတိုင်းဖက်ထွေးပွေရန်စူးစမ်းမိချိန်များမှခင်ကစိတ်ရှုပ်ဒေါသထွက်သလိုတွန်းထုတ်ပြစ်တတ်သည်ခင်စိတ်ဖိကြီးနေမှာဆို၍ပြေဟာပြေချောင်းဖြစ် စနောက်ပြောရွှင်စေလိုတော့လေအရင်မရအဖက်မရများဖြင့်ချိန်ကုန်နေသည်ဟုအထင်မြင်သေးသောမျိုးလုံးများဖြင့်ကြည်ရင်ပြောဆိုနေတတ်သည်မင်းဟာကွာဘာဖြစ်ချင်နေမှန်းမသိဘူးဒါကြောင့်လည်းမင်းအမြဲတမ်းထီးကျန်နေတာကျော်စိဒေါသစကားကခင်အားအရှိုက်ထိုးလိုက်သည်နဲ့နာကျင်ခံခတ်သွားစီရာရှိုက်ကြီးတငင်ငူချပြန်တော့သည်ကျော်စိကိုပြောတဲ့စကားလွန်သွားပြီဖြစ်မှန်းသိတော့လေမကြာခဏချော့ရလွန်းတဲ့အခြေအနေကိုစိတ်ကုံနေပြီဖြစ်သည် ထို့ကြောင့်တသိန်းသိန်းရှိုက်ခါငိုနေသောခင်ကိုစိတ်ပြက်လက်ပြက်သာငေးမိုင်းကြည့်နေမိတော့သည်စိတ်ရောကိုရောဇောဖြင့်အလုံးလုံးကပင်ပန်းထားသောခင်တယောက် အားရအောင်ငိုပြီးသောအခါလက်ကစပွဲရှိပေါ်မှာပင် ကလေးတယောက်လိုနှင်းနှီးချက်ချက်အိပ်ပျော်သွားပြန်သည် ကြော်စီထိုင်နေရမှထကားခင်နာသွားထိုင်သည်ပါပေါ်မျက်ရည်စာများဖြင့်မော်ပန်းစွာအိပ်ပျော်နေသော ခင်ကိုတနာကျင်နာစွာကြည့်သည် တနခါပကွက်ပေါ်မှာမျက်ရည်စည်းချောင်းအရာကဆွဆွနေသည်တက်ပြင်းချမိသည်မျက်ရည်စားများကိုအตาလေးတုပ်ပေးပြီးခင့်ပေးလက်ကင်ဘွားလေးကိုချပေးခင်လိုက်သည်မင်းကိုကိုရေရှည်နားလဲပေးနိုင်ပါမလားတော့မသိဘူးခင်ရေကြော်စေခင့်အနာမှာဒိုးဒိတ်စွာထထွက်လာခဲ့လိုက်သည်မနက်စောစောကြီးနိုးလာခဲ့သောခင်ပြန်အိပ်မရမဲ့အတူတူနောက်ဝေးမိဖို့ကြောင့်ဝင်ခဲ့သည် မိမိက ါတိုင်းနိုးတာစောပေမဲ့ယနေ့မနိုးလာသေးမိမိရောခင်အတွက်ပါထမင်းဘူးပြင်ဆင်ချက်ပြုတ်ပေးထားပြီးနောက်ရေချိုးတစ်ပတ်ယူရန်မိဖို့ခမ်းမှအင်ရှိထွက်လာခဲ့သည်အိမ်ဘေးကရဲ့အဖိုးကမနက်စောစောတိုင်းပဋ္ဌံတရားကိုကဆက်ခွေဖြင့်ဖွင့်ထားတတ်သည်ခုလည်းပဋ္ဌံတရားခွေတန်ကိုကြားနေရသောအခါခင်းစိတ်တွေအေးချမ်းသလိုကြည်နူးသလိုခံစားနေမိသည်ဒါဟာခင်အတွက်တော့ထူးဆန်းသောခံစားချက်တစ်မျိုးဖြစ်နေသည် ခင်ဘဝမှာဖះရရှိခိုးဘူးတာဆိုလို့ကလေးဘဝနဲ့ဖေဖေဆုံးပါသွား၍စွန့်ကပ်ကြသည့်အချိန်ခိုက်တန့်လေးများသာဖះရရှိခိုးစူတောင်းတဲ့လူတွေဆိုတာကိုစွမ်းကိုစားအနေသူများဟုသာတတ်မှတ်ခဲ့သည်ကိုကြိုးစားမှအရာရာအောင်မြင်နိုင်ပြီဘဝမှာဘေးရာမှအလကားမရနိုင်ပြီလွင်ကဖះတရားကိုင်းဆိုင်သည်အတိတ်ထံဝင်နာမျိုးတွေပြုလေးရှိသည် လွင်ဖះစဉ်ရှိတွေနိုင်နဲ့ချီက ဖះရှိခိုးပရိစိတ်နေလင်းခင်းစိတ်သေးဖះဖြစ်မဲ့အုပ်နေတယ်မှဘာရီလိုချင်လို့တိုင်တယ်နေပြန်ပြီလဲမသိလောကကြီးမှာဆံပေးလို့စီရတယ်ဆိုတာလွင်တယောက်မသိလေရောသလားဟူ၍တယောစိတ်ဖြစ်မိသည်တောက်တော်ကြီးကက်နေကြတာတွေကဘာကြောင့်များလဲတောက်နိုင်တဲ့ရုပ်ထုတွေရုပ်ထုတွေလည်းမဟုတ်ပဲတသက်ဖြုံးတိနေကြတာဆိုတော့အယူဆများအားလွင်ကိုပြောပြတော့လွင်ကမျက်လွှာချနားထောင်ရေးတာတပင်းချသည်လွင်ကတော့လေ တက်ရှိထင်ရှားဖះကကတ်လူထားတဲ့ရေကိုတောက်သုံးတော်မူနေသလိုအာယုံညွတ်ပြီးကတ်တာပါပဲခင်ရဲ့တကယ့်ကိုရှင်နေဤသလိုခံစားရပါတယ်ဆုံးကတ်တော်လဲဒီလိုပဲလွင်ကတ်လူတဲ့ဆုံးကိုဖုံးပေးပြီးအဟာရတွေပြေဝကြတယ်လို့ရည်စူးတယ်လွင်ကတကယ်ကိုကြည်နူးတာပါအာယုံညွတ်ရကံတတိဖြစ်တယ်လို့မမေဖေဖေတို့လည်းဆုံးမဘူးတယ်လေခင်ကခက်လောင်လောင်ရေမောရင်းအေးပါ နင်းသာအာယုံနဲ့လေတဲ့တိုက်ရင်ဆောင်နေလိုက်ဟုတ်ပြီလားဖေဖေမိမိလည်းဒါကြောင့်တိတ်ချမ်းသာအောင်မြင်ခဲ့တာမလားလွင်စိတ်မကောင်းသောမျက်နှာဖြင့်ပြန်ပြောသည်ခင်ရဲ့အဲ့လိုတော့မပြောပါနဲ့လားဟာတို့တွေကချမ်းသာလူစိတ်အောင်မြင်လူစိတ်နဲ့ဖျားရှိကိုကြတာမှမဟုတ်တာပထန်တရားတန်ကြားရင်လွင်အကြောင်းစိတ်ထဲတွေးမိလာတော့ခင်လဲဖျားဆုံးကပ်ဖူးတော့အောင်ကက်ကြည့်အောင်မဲဟုကြံစီမိသည် တွင်ကခင်ထက်အရာရာချုံးမွေလွယ်ကူတတ်တာဒီလိုအရာတွေရဲ့အထောက်ပံ့ကြောင်းဆိုတာတကယ်ပဲလားရေမချိုးသေးပဲမိဖို့ကြောင့်ပြောင်းဝင်၍ချက်ထားသော ထမင်းဟင်းချို့ကိုဆုံးပြင်ကဖျားကြောင်းဆောင်ရှိရာတည်လာခဲ့သည်ဆုံးကတ်လူသည်အနေဖြင့်ဦးသုံးချိန်ချသည်အကယ်၍ဖျားဆုံးကတ်တိုင်းသာလွယ်ကူအောင်မြင်ရိုးမှန်ခဲ့ရင် အရှင်ဖျားတပည့်တော်ဤအခက်ခဲများပြေလည်ပါစေအောင်မြင်ရပါစေ ဆူမတောင်းတတ်ပေမဲ့မယုံတဝက်လူရင်တဝက်ပေါင်းဆက်ကဆူတောင်းမိခဲ့သည်စိတ်ဤတဘာဝကအကောင်းဆုံးကိုမျှော်လင့်ဆူတောင်းထားမိသောအခန့်ဖြင့်တစ်နေ့လုံးကြည်လင်ပျော်ရွှင်မိနေလေသည်ခင်ရဲ့ရှားပါလှစွာသောအကြည့်တကြောင့်ကျော်စီသွင်းတဲ့အတူပျော်ရွှင်စရာနည်းရလေးဖြစ်တဲ့ရှားပြန်သည်ဆူတောင်းခြင်းတချို့ကလောဘမိတော့ကိုလောင်စာဖြစ်တတ်သောသဘောပင်ဖြစ်ရာဆူတောင်းခြင်းနောက်ဆက်တွဲလောကရန်ဤစံတတ်ခြင်းကိုလည်းကြိုတွေးရပေမည် လူရင်းဆန္ဒတွေမပြေဝတိုင်းလောင်မြိုက်သောသဘောရှိသည်မဟုတ်ပါလားညနေဘက်အိမ်ပြန်ရောက်တော့မိမိကအိမ်ရှိကလထိုင်ပေါ်မှာတက်တင်ထိုးနေတာကိုတွေ့ရသည်မိမိမျက်နာက အထူးရှင်လန်းနေသည်ခင်ကလည်းပျော်လာသောအချိန်ဖြင့်မိမိစားပြီးသွားပြီလားသူ့ကိုမမေးစဘူးမေးတော့ခင်ကိုဝမ်းသာစွာပြန်ကြည့်ရင်အေးတမီးကြီးရေမိမိစားပြီးပြီတမီးမနက်ကချက်ပေးသွားလို့တော်သေးတာ မင်းညကမင်းမေအိတ်တာမိုးချုပ်လို့တော်တော်နဲ့အိတ်ရမထနိုင်ဘူးရဲ့ဟုတ်မင်းမေတော်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 ပြန်ဖြေရင်အိမ်ထဲတန်းဝင်သွားတော့မယ်ခင်ကိုမင်းမေလန်းခေါ်သည်အော်တမီးကြီးရေခဏတန့်သွားတော့ခင်မျက်နှာရိပ်မျက်နှာကဲကိုကြည့်ရင်မင်းမေရုပ်တရက်ပြောတဲ့မပြောတဲ့တွေ့ဝင်နေသည်လွင့်အကြောင်းပြောတိုင်းခင်ကတမျိုးဖြစ်နေပြီးအရင်တစ်ခေါက်လိုအခြေတင်မပြောလိုတော့၍မိမိအချိန်တက်လိုက်သည်။အော်ထရထူးထူးကိစ္စလည်းမဟုတ်တော့ ။တမီးကြီးရေချိုးထမင်းစားပြီးမှပဲပြောပါမယ်။ခင်စိတ်ထဲမှာထင်ကနေလေးလံသွားသည်။လွင်တစ္ဆာအကြောင်းမဲနေမှာတင်းငိန်နေတဲ့ငါစိတ်ကိုဘာရီများမှွေနောက်အောင်မလဲမသိ။ဒါပေမဲ့မမေကတော့ထူထူထူးထူးမဟုတ်ဘူးပြောတာပါပဲ။မနက်စောစောဖះဆွန်ကတ်ဆူတောင်းထားတာလေးခေါင်းထဲပြန်ပေါ်လာပြီးစိုးရင်ကျိတ်လေးထိန်လိုက်သည်။ဒါဆိုလဲခဏဆောင်လေးခင်ရေမိုးချုပ်ပြီးမှထွက်လာခဲ့မယ်မမေ။ ခင်အလိုမကျစိတ်များကိုထရင်ပြောနေရတော့လဲရောက်ရက်ခတ်မိတော့မင်းဖြစ်သည်။ဘာဘလို့သူတို့ကနှစ်ကောင်မှလာမှဆိုဘာကြောင့်သုံးလနေရောက်လာမှလဲမင်းမေ။ဩမောင်တက်ကသူ့မိဘစီးပွားရေးလုပ်ငန်းတစ်တိုးချဲ့တဲ့အတွက်ခဏပြန်လာစီစဉ်ပေးစရာရှိတာရဲ့နောက်ပြီးတော့လွင်တို့ကနောက်နှစ်အော်စီတောင်ပိုင်းကိုမြို့ပြောင်းပြီးအိမ်ဝယ်တော့မှမို့တဲ့သူတို့လက်ထပ်ပွဲကိုမြင်းမြန်စီစဉ်သွားကြတော့ဖို့ပဲရှိတော့တာပေါ့ မိမိမျက်လုံးများကခင်ကိုမပြတ်အကဲခတ်နေရင်တေချာရှင်းပြနေသည်ဒီအမေနဲ့နေလာတာတသက်ရှိပြီမို့မိမိကခင်စိတ်နေသဘောထားကို ရိမ့်မိနေပြီဆိုတာခင်လည်းသိနေသည်မိမိငါ့ကိုကြည့်တဲ့အကြည့်ကငါ့စိတ်အပြောင်းလဲကိုခံမှန်းနေတဲ့သဘောပဲဘာလဲသူ့သမီးနဲ့အဆင်ပြေနေတာကိုငါ့ရှေ့မှာတမင်တသက်ခနဲ့ပြီးပြောနေရများလားမယုံတင်ကစိတ်ဖြင့်မိမိကို တပြန်မိလိုက်သည်အငယ်မကအကြောင်းကိစ္စကရော PhD ရတဲ့အထိမသွားတော့ဘူးလား။စောပြီးလက်ထက်ချင်းမထက်ချင်းကသူတို့အတွက်ဘာမှပို့ပြီးထူးမနေတော့ဘူးလေသမီးကြီးရဲ့။ဟိုမှာလဲမိဝေးဖောက်ရင်နှစ်ယောက်တည်းအတူသွားပြီးစူးစမ်းနေကြတာပဲဟာ။မောင်တက်လေးကလည်းလွင်စကောလာမရတော့ PhD အတွက်အဆဆုံးတောင်းရင်ယူသွားမယ်။တာသမီးစောစောမယူကြသေးဘူးလို့လဲလွင်ကိုလာရောထားတယ်တဲ့။ခင်းစိတ်သေးခါတိနေမှုက အရင်ထက်မလျော့သောအနေအထားမျိုး။ ကျော်စီတွင်တယောက်ကတော့ခင်ပညာရေးအတွက် မထောက်ပံ့နိုင်သည့်အပြင်သူ့ကိုယ်တော်ကိုကအပြန်ကူညီတင်ပြနေရတဲ့သဘောရှိသည်ပြီးခဲ့သောရက်များမှာဆို သူမိသားစုကိစ္စအပေါင်းအသင်းကိစ္စအကြောင်းမျိုးမျိုးပြကရှောင်နေတယ်လို့တောင်ထင်မိသည်အင်ပေါ်လေးအိုမာဘလို့နေခဲ့နေခဲ့မြမပြီးပြန်လာပြီးဓလိထုံနှံရမင်္ဂလာလေးလဲဆောင်ပြခြင်းသေးမှာပေါ့လေပကာတနာဆိုတာလေလိုအပ်တာပဲဟုတ်တယ်မလားမမီး မိမိတို့လည်းကိုသမီးကိုအနောက်တိုင်းဆန်ဆန်လေးလွှတ်ထားပေးလိုက်။အရှေ့တိုင်းဆန်ဆန်လေးမင်္ဂလာပြန်ဆောင်ခိုင်းလိုက်နဲ့ဟုတ်နေရောပဲ။သမီးကြီးသမီးကိုမိမိစိတ်ထားကောင်းကောင်းနဲ့အေးချမ်းစေခြင်းပြီးပြည့်ကြည့်မှဒီညီမလေးနှစ်ယောက်ရှိတာ။တယောက်ကျိုးတယောက်လူလားစိတ်လေးနဲ့နေပေးပါလား။မိမိမရှိတော့ရင်လည်းသမီးတို့နှစ်ယောက်ကိုစိတ်ချလက်ချထားခဲ့ခြင်းနဲ့။မိမိခင်ကဘာဖြစ်နေလို့လဲ။ခင်ပင်မမှုတွေကိုစကားနဲ့တောင်မဖော်ပြနိုင်လို့ သူတော်ကောင်းရောင်ဆောင်ပြဖို့လည်းမကြိုးစားနိုင်ဘူးလူကြီးတွေကမရှိရတဲ့နောက်ပိုင်းဆိုတဲ့စကားကိုပြောပြီးအနိုင်ပိုင်းတက်ကြရဲ့နော်မိမိတို့ပြောနေကြပဲလေကိုယ်တော်လက်မဆက်မီဆန့်တော်လက်မကွေးမီပါစို့ခင်တို့ငယ်ရွယ်သူတွေကလည်းအရင်တည်သွားနိုင်တာပဲလေခင်လည်းနာကြီးချက်တွေနဲ့ဆော့ဆော့တည်သွားနိုင်တာပဲမိမိတို့အတွက်ကိုပဲဘာလို့တွေးစီချင်နေရတာလဲဖဖက်ကပြေဆုံးနေတဲ့လွင့်ကိုပဲဘာကြောင့်ငဲညာစီချင်နေရတာလဲ ခင်ကစိတ်ထားမကောင်းပဲလွင့်ကိုအနိုင်ကျင့်နေရလို့မေမေပြောချင်နေရမဟုတ်လားခုလေလွင့်ကို PhD ရမှခင်ကလက်ထပ်စီခြင်းလို့ပဲပြောတာလေအမတယောက်အနေနဲ့ပြောတာပြောလို့မရဘူးလားလွင့်စောပြီးလက်ထပ်တာ PhD ဖြစ်ဖို့အတွက်ဘာမှထိခိုက်စရာမလိုဘူးလို့မေမေရှင်းပြထားတာပဲလေဘယ်ဘက်ကနေတွေ့တွေ့လွင့်အတွက်အဆင်ပြေနေတာပဲဆိုတာခင်ကိုယ်တိုင်သိနေတဲ့ကိစ္စခင်ဘာရီကိုမကြင်မနက်ဖြစ်နေရလဲမေမေကိုပြောစမ်း ဒီကိစ္စနဲ့ပတ်သက်ပြီးမေမေသမီးကြီးစိတ်ထဲဘာဖြစ်နေလဲဆိုတာသိချင်တယ်။ဥမင်လင်းလင်းဆွေးနွေးရအောင်မေမေလုပ်ပေးနိုင်တာဘာရှိလဲ။ခင်ကခက်လောင်လောင်တစ်ချက်ပြောသည်။မေမေလုပ်ပေးနိုင်တာမရှိပါဘူးမေမေ။လုပ်ပေးစရာမလိုအောင်ကိုလည်းခင်ရှင်းတန်းခဲ့ပြီးပါပြီ။တခုတော့ရှိရဲ့။တည်သွားရင်တော့လေအတုပချပေးပေါ့။ဒီကောင်မလေးခုတလောတည်စကားကြီးပြောနေတယ်။ဘာဖြစ်နေရလဲ။တော်ပြီတော်ပြီငါဘာမှမပြောတော့ဘူးခင်။ ငါလည်းမုံဆုံးမဘွားနဲ့အရာရာကိုရင်ဆိုင်နေခဲ့ရတာပင်ပန်းပြီ။ငါဒုက္ခတွေခါးစည်းခံသမျှငါမွေးထားတဲ့သားသမီးကမချေမငံပြန်ပြောခံရဖို့ဖြစ်နေပြီ။ခင်လဲမေမေနဲ့ပြောစရာဘာစကားမှမရှိတော့တာမို့မေမေနားကထွက်လာခဲ့သည်။အော်နေုံခင်ခင်ခန်းတွေကတစ်သားကြံခင်ကြုံနေတဲ့နေရာပြန်ပြင်ခင်းဖို့နဲ့အင်းရှိကြံခင်တွေလဲဖို့လက်သမားစရာခေါ်ထားတယ်။အင်းလဲစေးနဲ့နဲ့ပြန်တော့မယ်။မေမေမနဲ့ပြန်ခွင့်ယူထားတယ်။တမီးကြီးရောတရက်နေပေးလို့ရလား။ တွင်တို့ပြန်လာမယ်လာမတိုင်မီအဲ့လာဆောင်လာအမြင်ကောင်းစီရန်မင်းမင်းပြင်ဆင်ထားလိုခြင်းဖြစ်မည်ဘယ်နေရာကများချင်းငါထားပြန်မည်မသိမမေကအိမ်ပြင်ရလောက်ဘယ်ဟာပတ်စံရလာပြန်တာလဲဘဘကြီးတို့ជីကြီးတို့စီကတော့မဟုတ်တော့ဘူးမှတ်လားတွင်နဲ့မောင်တပ်ပို့ပေးထားတာလေမမေတန်ကားခက်ဆက်ဆက်နိုင်သည် လွင်အတွက်အထီးမခန့်လို့သည့်သဘောမျိုးလားတော့မသိခင်မအားဘူးခလေးစေုံဘက်ဂျူတီကြတာတယ်မမေတက်ပြင်းချလိုက်ပြီး ရတယ်ရတယ်ကိုကိစ္စသာကိုသွားလုပ်ချီခင်ကိစ္စပဲခင်လုံးရမှာပေါ့မိမိရဲ့ခင်ကိုဘသူတွေကဘာလုပ်ပေးမှမို့လဲမိမိခင်ကိုဘာမှအဆက်မပြောတော့ပဲတက်တင်းချီများကိုသာဖိထိုးနေတော့သည် အခန်းထဲကကရင်ပေါ်မှာခင်အတွေးနဲ့ချက်ရင်လူလိမ့်နေမိသည်အစောကြီးကလေးကကိုကိုယ်ပူဇော်တာတွေကိုခင်မယုံကြည်ခဲ့တာစိတ်ကောင်းဝင်ကြည်လင်ပြီးဖျားရှေကိုဆူတောင်းမိသည့်နေ့မှာပင်တည်င်းစိုးကြရသည့်အဖြစ်စောင့်ကြည့်ရအောင်ပါပေါ့လေ โอเคပါရှင်ဆီယမ်မဂျူလီယာမြင့်သိရေးသားထားတဲ့ဖြည့်ရန်ကြံသောစက်ထုံးများဆိုတဲ့ဝိတ္ထုလေးရဲ့အပိုင်းခုနှစ်ကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်အပေးနာစင်သူတူဦးတယောက်ချင်းစီပိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်